เออมิงลาบาเปียเนาะမျိုးดิအဲ့တော့ကျွန်တော်အပေါ်ပွဲမှာလဲဖြစ်ခဲ့ဘူးတယ်ဗျာเนาะအပိတ်နေမှာ၃ဘူးထွက်သွားတယ်เนาะအဲ့တော့ညီကိုထွက်ပြီးတိုင်းနှက်ခတ်ထွက်တယ်အပေါ်ပွဲမှာခုနကကျွန်တော်ပြောတဲ့မူလေးကိုလဲကျွန်တော်တွဲပြပေးမယ်ဗျာเนาะနှစ်မူပြပေးမယ်အဲ့တော့ညီကိုထွက်ပြီးတိုင်းနှက်ခတ်မွေးပါဗျာเนาะညီကိုထွက်ပြီးတိုင်းနှက်ခတ်မွေးပါ1 2 3 4 5 6 9 10မွေးပါဗျာเนาะ၅ကွက်ထဲပါ ကွန်နဲနဲနဲ့လက်ကြီးသမားမျိုးလူတက်ဆိုတော့အဆင်ပြေပါလေဗျာနော်အဲ့တော့ကျွန်တော်စစ်ပြပေးပါမယ်2025ရဲ့ပွဲအစားလေးတွေစစ်ပြမယ်ဗျာဒီမှာနီကိုတွေထွက်ပါလေဗျာနော်နီကိုတွေထွက်ပါလေခွန်69 71တွေထွက်ပါလေနီကိုထွက်ပြီးတိုင်းနက်ခတ်မွေးပါဆိုတော့ဒီမှာနက်ခတ်24ဆိုပြီးတော့ထွက်သွားပါလေဗျာနော်တရက်နှစ်ရက်တွင်မှာထွက်သွားပါလေနီကိုထွက်ပြီးတိုင်းနက်ခတ်မွေးပါဗျာနော်အဲ့တော့ဒီမှာ6ခွ6ခွနီကိုတွေထွက်ပါလေဗျာနော်ထွက်ပါလေဒီမှာနီကိုတွေနီကိုတွေထွက်ပါလေ80ဆိုပြီးတော့နက်ခတ်လာထွက်ပါလေဗျာနော် အဲ့တော့ညကိုထွက်ပြီးတိုင်း၃ရက်တည်းမှာနက်ခတ်တွေလိုက်ထွက်ပေးပါတယ်ဗျအဲ့တော့နက်ခတ်တော့မဟုတ်အပူးစီတဲ့နောက်တပူလေးကိုကျွန်တော်ဖြတ်ပြပေးမယ်ဗျာနော်။ဘာကြောင့်လဲဆိုတော့ဒီမှာအလဲမှာခွန်၄ပေါင်းလိုက်တော့၁၅၆ပေါင်းလိုက်တော့၁အဲ့လို၁၁ break to နက်ခါကြာရဲ့နဲ့နက်ခတ်တော့မဟုတ်အပူးက၂ရက်အတွင်းဆင်းပေးပါတယ်ဗျအဲ့တော့အပေါ်ဘက်မှာဘလူးဆင်းခဲ့လဲဆိုတော့ဒီမှာကြည်ပါ6နှစ်8နော်ဒီမှာ9 3 8 break to 8 8ဆို break to နက်ခါကြာပြီးတိုင်းနက်ခတ်တော့မဟုတ်အပူးဆိုတော့၃ပူးဆိုပြီးဆင်းပေးသွားတယ်ဗျာနော်အဲ့တော့ဒီဘွဲမှာအပူးကလည်းဒီမှာဆင်းပြီးသွားပြီဆိုတော့ အပူပဲထက်လာမလားဒါမှမဟုတ်ရင်နက်ခတ်လာမလားဒါကတော့အမျိုးလိုအပိုင်းပါဗျာနော်အဲ့တော့ကြိုက်ရလိုက်ပါဘားထုတ်ထုတ်အပူထက်ထူပါအခွေပဲထုတ်ထုတ်ပတ်သီးပဲထုတ်ထုတ်ဘရိတ်ပဲထုတ်ထုတ်အပူထက်ထူပါအပူထက်ပြီးပြီဆိုပြီးတော့တချို့တွေဖယ်ထိုးတဲ့လူတွေရှိပါတယ်ဗျာအဲ့ဒါတွေမှာတူတီမှာအဲ့လိုလုပ်လို့မရဘူးနော်ကြိုက်ရင်ထိုးပါထိုးရမှာကိုလို့ပါထွားမှာသူ့လို့ပါအဲ့တော့ကျွန်တော်ဆက်စစ်ပြပါမယ်ညီကိုထပ်ပြီးတိုင်းနက်ခတ်ပွေးပါဒီမှာနက်ခတ်ထွက်ပါတယ်ညီကိုညီကိုညီကိုတွေထွက်ပါတယ်အဲ့တော့နက်ခတ်ကိုနောက်ပွဲမှာ စောထွက်သွားတယ်ဗျာနော်ဒီမှာညီကိုထွက်ပြီးတဲ့နှက်ခတ်မွေးပါနှက်ခတ်တွေထွက်ပါတယ်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 ဗျာနော်အဲ့တော့ညီကိုထွက်ပြီးတဲ့နှက်ခတ်ကိုလိုက်မွေးပါဗျာနော်ဒီမှာညီကိုညီကိုညီကိုတွေထွက်ပါတယ်ဒီမှာနှက်ခတ်ထွက်ပါတယ်ဗျာဒီမှာနှက်ခတ်တွေနှက်ခတ်တွေထွက်ပါတယ်ဗျာနော်အဲ့တော့ဒီမှာကြည့်ပါညီကိုညီကိုတွေထွက်ပါတယ်ဒီမှာနှက်ခတ်ဆိုပြီးတော့ထွက်ပါတယ်ဗျနော်၄၀နှစ်ဆိုထွက်ပါတယ် ညီကိုထွက်ပြီးတိုင်းနှက်ခတ်မွေးပါဒီမှာညီကိုတွေထွက်ပါတယ်ညီကိုတွေထွက်ပါတယ်နှက်ခတ်ထွက်ပါတယ်ဗျာနော်အဲ့တော့ရက်ကနီးဝေးရတော့ဈေးကွက်သဘောတရားရရှိတတ်ပါတယ်အဲ့တော့ကြောင့်မလို့ကွက်ကိုချိန်ဆပြီးဝေကိုချိန်ဆပြီးထိုးပါဗျာနော်အချိန်နဲ့ပြပြီးဒီချိန်နဲ့တန်းပေါက်တယ်ဆိုတော့ကန်ကောင်းလို့ပါဗျာနော်မူဆိုတော့က2ရက်3ရက်တွင်းဆိုရင်2ရက်3ရက်တွင်းကိုလိုက်နိုင်ဖို့တော့ငွေရအောင်ချိန်ထိုးရမှာမျိုးလိုပိုင်းပါဗျာနော်အဲ့တော့ဒီမှာညီကို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 တွေထွက်ပါတယ်ဗျာအဲ့တော့နှက်ခတ်တွေဒီမှာနောက်ပွဲမှာလာထွက်ပါလေဗျာနော်ဖောင်ရဲ့ရှိတဲ့အတွက်ကြောင့်မလို့နောက်မှာလာထွက်တယ် ညီကိုတွေညီကိုတွေညီကိုတွေထွက်ပါတယ်ဗျနခတ်ဒီဘွဲမှာထွက်မသွားဘူး၃ရက်အတွင်းထွက်မသွားဘူးနဲ့နောက်၅ရက်မြောက်တော့မှလာထွက်ပါတယ်ဗျနော်အဲ့တော့ကျွန်တော်တို့ကမူဆိုတော့က၃ရက်၅ရက်9ရက်အဲ့လိုမူလေးတွေရက်ချားလေးရှိပြီနော်၃ရက်လောက်တည်းမှာတတိထားပြီးလိုက်ကြည့်ယူပါမညီကိုထွက်ပါတယ်နခတ်တွေထွက်ပါတယ်ဗျအဲ့မှာညီကိုညီကိုညီကိုတွေထွက်ပါတယ်၅ရက်အတွင်းမှာဒီမှာနခတ်လာထွက်ပြီးပါတယ်ညီကိုမှ၅ရက်အတွင်းမှာနခတ်လိုက်ထွက်ပြီးပါတယ်ဒီမှာညီကိုထွက်ထားပါတယ်ဗျာနော်နှက်ခအပေါ်ဘွဲမှာထွက်ခဲ့ပြီမယ်နော် ဒီမှာနှက်ခတ်မလာသေးဘူးနှက်ခတ်လာမှန်ပူတွေကအများကြီးရှိရဗျာနော်အဲ့တော့အမျိုးတွေကိုကြိုက်တယ်ဆိုရင်နှက်ခတ်တဲ့အပူကိုကြံ၃ရက်မှာလိုက်ပါဗျာနော်တရှိ2 4 3 5 6 9 10အပူကတော့10ခွက်ပေါ့ဗျာနော်အပူကတော့မဖြစ်မနေရန်ထိုးပါပူကလည်းတပွဲထဲမှာဒီလိုနှစ်ကြိမ်ကြားတဲ့ပွဲရှိပါတယ်ဒီမှာ၃လေးကြိမ်အောင်ကြားတဲ့ပွဲရှိတယ်အဲ့တော့အပူဖိမထိုးပါနဲ့ဗျာနော်ဘာပဲထိုးထိုးအပူထည့်ထိုးပါအဲ့တော့ညီကိုထွက်ပြီးတိုင်းနှက်ခတ်မွေးဖို့အတွက်၅ခွက်ကိုပြပေးလိုက်ပါပြီနှက်ခတ်၅ခွက်ကြံ၃ရံမှာလိုက်မွေးပါ ထွက်မလာခင်လည်းရှေ့တစ်ပတ်မှာနှက်ခတ်ကိုသတိထားပြီးလိုက်ရိုက်ပါဗျာနော်ကိုလည်းဗျာနော်